ကော်ရဘန်နီတားကောင်းမှာချုပ်ယွင်းချက်ရှိရင်ကော်ရဘန်နီမပိုင်ဘူးဆိုတာသိထားပါတယ်ဆရာဒါပေမဲ့ဇဘာလို့ဖို့အတွက်လှေချတဲ့အချိန်မှာမှမထင်မှတ်ပဲခြေတော့ကျိုးတာလက်ကျိုးတာတွေဖြစ်သွားခဲ့တယ်ဆိုရင်ကောကော်ရဘန်နီပိုင်ပါတော့မလားဆရာဘစ်မလ္လာဟ်ရာဟ်မန်ရာဟီမ်ကဲဒုတိယကကော်ရဘန်နီလို့ဖို့တားကောင်းတကောင်းအပြစ်အနာစာကင်းတဲ့တားကောင်းတကောင်းကိုဝယ်ထားတယ် အဲ့ဒီတားကောင်ကိုကော်ဘန်နီလောက်တဲ့နေ့မှာကော်ဘန်နီလောက်တဲ့အချိန်မှာတားကောင်ကိုလှဲရင်းနဲ့အိုက်တခုခုဖြစ်သွားတယ်အပြစ်အနာစာတခုခုဖြစ်သွားတယ်အဲ့ဒီအပြစ်အနာစာကကော်ဘန်နီတားကောင်ကိုကော်ဘန်နီလောက်ဖို့မပိုင်စေဘူးအဲ့လိုအပြစ်အပြစ်အနာစာရှိတဲ့တားကောင်ကိုကော်ဘန်နီလောက်မယ်ဆိုရင်ကော်ဘန်နီမပိုင်ဘူးအဲ့လိုချွတ်ရင်းချင်းအပြစ်အနာစာတခုဖြစ်သွားတယ်တားကောင်ကိုဇဘာလောက်တော့မယ့်အချိန်မှာတားကောင်ကိုလှဲချရင်းနဲ့ဆိုရင်ဖီကာပညာရှင်နဲ့အမေရှိတဲ့အဲ့ဒီချိန်မှာအဲ့ဒီတားကောင်ကိုဇဘာလောက်ခွင့်ရှိတဲ့ကော်ဘန်နီအထမြောက်တော့ ဲလိုပဲအလားတူပဲလူတယောက်ကကော်ရမန်ဒီတားကောင်တကောင်ကိုဝယ်ထားတယ်အပြစ်အနာစာကင်းတဲ့ကော်ရမန်ဒီပိုင်တဲ့တားကောင်တကောင်ကိုဝယ်ထားတယ်အဲ့ဒီကော်ရမန်ဒီတားကောင်ဟာကော်ရမန်ဒီအေးနေမရောက်ခင်တရက်နှစ်ရက်အလိုမှာ၃လရက်အလိုမှာအပြစ်အနာစာတစ်ခုဖြစ်သွားတယ်အိုက်တစ်ခုဖြစ်သွားတယ်ချွင်ရင်ကြတစ်ခုဖြစ်သွားတယ်အဲ့ဒီချွင်ရင်ကြကကော်ရမန်ဒီကိုမပိုင်စေဘူးဆိုရင်အဲ့လိုအခြေအနေမှာပုံစံနှစ်ခုရှိတယ်တစ်ခုကဘာလဲဆိုတော့ကော်ရမန်ဒီတားကောင်ကိုဝယ်ထားတဲ့ပုံကိုဒီနေစာအဖြစ်ဖြစ် ကော်ရိုဘန်နီတာဝန်ထိုက်တဲ့ပုံကိုဖြစ်မယ်ဆိုရင်အဲ့ဒီပုံကိုအနေနဲ့နောက်ထပ်တားကောင်တစ်ကောင်အပြစ်အနာစာကင်းတဲ့တားကောင်တစ်ကောင်ကိုဝယ်ပြီးတော့ကော်ရိုဘန်နီလုပ်ဖို့အရေးကြီးတယ်။အကယ်၍ကော်ရိုဘန်နီကိုတားကောင်ကိုဝယ်ထားတဲ့ပုံကိုဟာနိစာဖြစ်မဟုတ်ဘူးကော်ရိုဘန်နီတာဝန်ထိုက်တဲ့ပုံကိုမဟုတ်ဘူးအလတ်အတွက်ဆဝါဘကိုမျှော်ကိုပြီးကော်ရိုဘန်နီလုပ်တဲ့သူဖြစ်တယ်ဆိုရင်တော့သူ့အတွက်ကော်ရိုဘန်ဒီကော်ရိုဘန်နီမှာနောက်ထပ်တားကောင်တစ်ကောင်ကိုဝယ်ပြီးကော်ရိုဘန်နီလုပ်ဖို့အရေးမကြီးဘူးဒီကဒီတားကောင်ကိုပဲကော်ရိုဘန်နီလုပ်လိုက်မယ်ဆိုရင်ကော်ရိုဘန်နီအသာဖြစ်သွားမှာ